ဒီနေ့ခေတ်မှာမေတ္တာကိုတော့အလိုရှိကြတာဖြစ်တယ်လူတွေဟာတို့နဲ့တို့မေတ္တာပို့ရာကြိုက်တယ်သူ့ကိုမေတ္တာပို့ပေးပါဒီမကောင်းရင်လည်းပဲမေတ္တာပို့ပေးပါအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်လည်းအောင်မြင်ဖို့ရမေတ္တာပို့ပေးပါမေတ္တာခံယူခြင်းရသို့တော့ ကိုယ့်ရင်ထဲမှာရှိနေတဲ့အမုန်းကိုတော့ဖယ်ရှားဖို့ပြေးနေချပြတယ်ပေါ့စဉ်းစားကြည့်မယ်ဆိုရင်နော်ရှင်တွေကအမုန်းတရားဖယ်ရှားရမှာကအဓိကဖြစ်တယ်ပေါ့ကိုယ့်ရင်ထဲမှာအမုန်းတရားရှိနေသမျှကလပလုံးဘသူကဘလောက်ပဲမေတ္တာပို့ပို့ရှင်တွေကအမုန်းတရားဟာကုသလုံးကျွမ်းနိုင်တဲ့ဆိုင်တတိရှိတယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့ ။ဒါကြောင့်မို့ယင်ထဲမှာရှိတဲ့အမုံတရားအညူအတိအာဃာတပြားကိုဖယ်ရှားပစ်ဖို့ရမေတ္တာပွားတဲ့ဤကိုအသုံးချရမှာဖြစ်တယ်။ဒီမိနေနဲ့မုံနဲ့ပုဂ္ဂိုလ်ကိုယ်နဲ့အဆင်မပြေတဲ့ပုဂ္ဂိုလ်ရှင်ထဲမှာမေတ္တာထားဖို့ဆိုတာအလွန်ခဲရဲနေပေါ့။ ဲ့ဒါလို့ခဲရင်တော့လည်းပဲမအောင်မြင်ဘူးလို့ပြောတာတော့မဟုတ်ဘူးခက်ခဲခဲခဲကြိုးစားရမယ်လို့သူတို့ဆိုလို့လည်းပေါ့ခက်ခဲပေမဲ့လို့လို့ရင်အောင်မြင်တာပဲအလွန်မြင့်တဲ့တောင်ကြီးကိုတက်ဖို့ကြိုးစားတာတောင်ကြီးတော့ခွာအောင်လိုင်းကြီးတော့လှေအောင်ဆိုတာတော့တနေ့မဟုတ်တနေ့တော့အောင်မြင်သွားမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ မေတ္တာတရားကိုကြိုးစားပြီးတော့ဘလို့ပွားရမလဲကိုနဲ့အစမပြေတဲ့ပုဂ္ဂိုလ်ထိုပုဂ္ဂိုလ်ပေါ်မှာကိုယ်စိတ်ထဲမှာမကြေမချမ်းဖြစ်လာပြီဆိုရင်ကိုယ့်ရင်ထဲကမကြေမချမ်းဖြစ်တာကိုမေတ္တာဘာဝနာပွားပြီးဖြေပြောင်းရမှာကိုလူရဲ့ရင်ထဲမှာဖြစ်တဲ့ဒေါသငြိမ့်ဖို့တဲ့ကိုယ့်ရင်ထဲကဖြစ်တဲ့ဒေါသငြိမ့်ဖို့ကပိုအရေးကြီးတယ်ပေါ့ ိုယ်ရင်ထဲမှာဖြစ်လာမဲ့ဒေါသမဖြစ်အောင်မေတ္တာဘာဝနာပွားတဲ့အခါမှာဒေါသရဲ့အပြစ်ကိုဆင်ញင်ရမှာဖြစ်တယ်။တိခဏ်ခြင်းရဲ့အကျိုးတရားကိုနှလုံးသွင်းရမှာဖြစ်တယ်။ခန္တီနဲ့မေတ္တာဒီနှစ်ခုဟာတဘာဝအပြည့်ပြောမယ်ဆိုရင်မေတ္တာဆိုတာအာဒေါသအမုန်းကင်းစင်တဲ့စိတ်နေသဘောတာဒေါသမရှိတဲ့စိတ်နေသဘောတာ ခန္တီဆိုတာဟာလည်းပဲဒေါသကင်းတဲ့စိတ်နေသဘောထားပဲတူတူပဲဒီနှစ်ခုဟာတရားကိုကောက်တဲ့အခါကျတော့မေတ္တာအရာအရောသကောက်တယ်ခန္တီအရာကျတော့အဒေါသပြတ်ထန်းတဲ့ကုသိုလ်စေတနာတွေကိုကောက်တယ်အဲ့တော့ဒီနှစ်ခုဟာသဘောတရားအဖြစ်တူတယ်မေတ္တာကိုခိုင်မာဖို့အတွက်ခန္တီနဲ့ထိမ့်သိမ်းရမှာဖြစ်တယ်ဘုရားရသော်ဘုရားသခင်ကိုရောမြတ်က ဒေါသနဲ့မတုံ့ပြန်မှုတိခတ်မှုဆိုတာအချိန်ချင်းထက်ထဟောခဲ့တာဖြစ်တယ်။တပိပိကုတလဓမ္မခန္တရာယတဝဝတရေလောကလူတွေကုသိုလ်ရတယ်ဆိုတာတိခတ်မှုမရှိရင်ကုသိုလ်မရနိုင်ဘူး။ခန္တီပရမန်တပေါတိဒိဋ္ဌာတိခတ်ခြင်းဆိုတဲ့ခန္တီတရားဟာ အကျိုးကျေးဇူးကိုဖြစ်ထွန်းစေတတ်တဲ့အကျင့်တရားတွေထဲမှာအကောင်းဆုံးအကျင့်တရားဖြစ်တယ်လို့မြတ်စွာဘုရားဟာအချိန်ပေါင်းဖရာဘဝမှာအချိန်ပေါင်းအများဆုံးဟောခဲ့တဲ့တရားတွေမှာပါတယ်ပေါ့အချိန်ပေါင်းများစွာဟောတဲ့တရားတွေမှာပါအများဆုံးအဟောဆုံးကတော့အပမဒိနသံဃာဒေထာ၄၅ဝါကာလပတ်လုံးတည့်ရမှာမပြည့်ဟောတဲ့ အပမဒေနသမ္ပါဒေထတလအနည်းဆုံးနှစ်ကြိမ်ခေါ်ခဲ့တဲ့ခန္တီပရမန်တပေါ်တိဋ္ဌခါဆိုရဲဩဝါဒပါတိမောဘပါတဲ့ကတ္တအဲ့ဒါဟာဘုန်းကြီးတို့တွေရှင်ထဲမှာဖြစ်ပေါ်လာမဲ့ဒေါသတရားကိုဖယ်ရှားပစ်ဖို့ရာအကောင်းဆုံးဤစနစ်အနေနဲ့မြတ်စွာဘုရားဟောခဲ့တာဖြစ်တဲ့ပုံသဘာဝတရားနှစ်ခုကိုဆင်ခြင်စဉ်းစားကြည့်မယ်ဆိုရင်မေတ္တာဟာ အမုန်းကင်းစင်ပြီးတစ်ဖက်သားရဲ့အကျိုးကိုလိုလားတဲ့စိတ်နေသဘောတာခန္ဒီဆိုတာကိုယ့်ကိုစော်ကားလာတော့လည်းပဲမေတ္တာကိုမပြတ်အောင်ထိန်းနိုင်တဲ့စွန့်ရည်တတ္တိရှိတဲ့သဘောတရားလို့ဒီလိုကြွယ်ချပြီးတော့မှတ်တာမေတ္တာကိုထိန်းတာဟာခန္ဒီပဲခန္ဒီနဲ့ထိမ့်မှမေတ္တာဆိုတာမပြတ်တာခန္ဒီဆိုတဲ့အတိပ္ပယ်ကတိခဏ်ချင်းဆိုတာစွန့်ရည်တစ်ခုပဲ ေးကြောက်လို့ပြန်မပြောတာစိတ်ထဲကတော့မချေနှက်ဘူးအဲ့ဒါခန္တီမဟုတ်ဘူးရင်းနဲ့နှလုံးထဲမှာမချေမနှက်ဖြစ်ပြီးပါဇက်ကလည်းမပြောဘဲနဲ့ငုံနေတာဒါခန္တီမဟုတ်ဘူးနော်ခန္တီဆိုဒီမှာအပြုံးမပြည့်စိတ်ထဲမှာပြောသည်များကိုအပြုံးမပြည့်အော်အတေးအမှတ်မထားဘဲနဲ့ နေနိုင်တဲ့စွန့်ရည်တတိစိတ်ထက်ရင်းချက်မှုကိုခန္တီလို့ခေါ်တာပဲအဲ့ဒီခန္တီနဲ့ထိမှမေတ္တာဆိုတာခိုင်မြဲတာဖြစ်တယ်ဗောအဲ့ဒီခန္တီမေတ္တာဒီနှခုကိုဆင်ញင်သုံးသပ်ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့ရင်ထဲနှလုံးသားထဲမှာမေတ္တာတရားကိုခိုင်မအောင်တိဆောက်ကြရမှာဖြစ်တယ်မြတ်စွာဘုရားက အညိုတေဆိုတဲ့အာဂတတွေပျောက်ဖို့ရအတွက်နီလန်၄သွယ်နဲ့နီလန်၅သွယ်နဲ့ညှိမ့်တတ်ဖို့ဆုံးမခဲ့တာရှိအာဂတပတိဝိနယတုတ်အင်္ဂုတ္တရပါဠိမှာပါရှိတယ်အဲ့ဒီနီလန်၅သွယ်နဲ့ညှိမ့်တတ်နေဟာလက်တွေ့အသုံးချရမှာဖြစ်တယ်နော်ဟုတ်ပြီကိုယ်ကိုတရားယောဂဆုံးသွားတော့ ကိုမကျေနပ်တဲ့ပုဂ္ဂိုလ်တယောက်အညိုတည်းသူ့ဘောမှာမုန်းတီးတဲ့စိတ်တွေကိုဖြောက်လို့မရဘူးဒီပုဂ္ဂိုလ်ဘောမှာမကျေနပ်တဲ့ရှင်တွေကမကျေနပ်တဲ့စိတ်တွေဟာအခုခံကြီးဖြစ်နေတယ်ဆိုရင်ဘာလို့ကမလဲမကျေနပ်တဲ့ပုဂ္ဂိုလ်မရှိရင်တော့လည်းကိစ္စမရှိဘူးကိုမုံပြီးတော့မချေမနဲ့ရင်းနေကမချေမချမ်းဖြစ်နေတဲ့ပုံကိုတယောက်ရှိနေပြီဆိုလို့ရှိရင် ဘာနဲ့ဖြည့်ဖြောက်ရမလဲဆိုတော့မြတ်စွာဘုရားကလီလန်၅သွဲပြီးခဲ့တာဖြစ်တယ်ပေါ့နော်လီလန်၅သွဲကပထမအဲ့ဒီပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာခိုင်မာအောင်တိဆောက်ပါနော်သူရဲ့အကျိုးစီးပွားကိုစဉ်းစားပါ မုန်းဆရာတွေကိုမတွင်းနဲ့ဆိုပါတော့လူတယောက်ဟာမေတ္တာကိုတည်ဆောက်တော့မယ်ဆိုလို့ရှင်အပြစ်ကိုမကြည့်နဲ့ကောင်းတာလေးကိုရှာကြည့်ကောင်းတာလေးကိုရှာကြည့်ကောင်းဘက်ကိုရှာမေတ္တာကိုပွားလို့ဆိုတဲ့အတိုင်းကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးတော့မေတ္တာပွားလိုက်ရမယ်လူတိုင်းလူတိုင်းဟာအဆိုးကြီးမဟုတ်ဘူးအကောင်းနေရှိတတ်သေးတယ် အဆိုးတွေကိုမေ့ထားလိုက်အကောင်းလေးကိုကြည့်ပြီးမေတ္တာရအောင်သူ့ရဲ့အပေါ်မှာမေတ္တာဓာတ်ဖြစ်အောင်ကိုယ့်ရင်ထဲမှာမေတ္တာပြိုးပါလို့ဆိုလိုတယ်သူ့ကိုမေတ္တာပို့တာမဟုတ်ဘူးတော့သူတွေလွဲမှားပြီးတော့မေတ္တာပို့ခိုင်းနေတာပြောတာမဟုတ်ဘူးကိုယ့်ရင်ထဲကအမုန်းတရားပြောက်ဖို့ရာအတွက်မေတ္တာဓာတ်ကိုတိဆောက်နော်အဲ့တော့တိဆောက်တဲ့အခါမှာကိုယ့်ရင်ထဲမှာပဲတိဆောက် ို့သောအာယုံပြုတဲ့အနေနဲ့ကတော့ကိုမုံတဲ့ပုဂ္ဂိုလ်အာယုံပြုပြီးတော့သူ့ဘောမှာမုံတဲ့စိတ်ပျောက်သွားအောင်ကိုယ့်ရင်ထဲမှာမေတ္တာတည်ဆောက်ပါလို့သူပြောတာနော်အဲတော့မေတ္တာတည်ဆောက်တဲ့အခါမှာတည်ဆောက်ဖို့ရခက်နေတယ်ဆိုလို့ရှိရင်အော်သူဘယ်တော့မှတော့ငါ့ကိုခူးခဲ့ဘူးတာပဲငါ့ကိုအထင်လွဲလို့ပြောတာနေမှာပါဟော ထင်မြင်တွဲလို့ငါ့ကိုလောက်တတ်နေမှာပါငါ့ကိုအရင်နှုံးကပဲတော့မှမဆဲဘူးအခုထင်လွဲပြီးဆဲတာနေမှာပါဆိုပြီးတော့ကောင်းတဲ့အကွက်ကလေးသူ့ပင်နေရာမှာတော့ကောင်းတယ်ဒီလူကလူတော်ပါပဲနဲ့ဆိုကောင်းတဲ့အကွက်ကလေးတွေကိုတွေးပြီးတော့သူ့ပေါ်မှာမကျေနပ်တဲ့စိတ်တွေပျောက်အောင်လုပ်ပါအရေးကြီးဆုံးကကိုယ့်ရင်ထဲကမချစ်နှက်တဲ့စိတ်ပြောက်အောင်လို့ဖို့ပဲအရေးကြီးတယ်။ဒီလိုဆိုလို့ရတယ်နော်။ ဲ့တော့အမုန်းတရားဟာမကျေနပ်တဲ့စိတ်တွေပျောက်သွားပြီးတော့သူ့ပေါ်မှာတိခန့်ခြင်းခွင့်လွှတ်ခြင်းဆိုတဲ့စိတ်နေသဘောထားတွေပေါ်လာပြီးဆိုရင်ကိုယ့်ဘက်ကအနိုင်ရလိုက်ပြီလို့ဒီလိုမှသူ့ပေါ်မှာကလေသာခြေမဲ့စိတ်တွေမရှိတော့ဘူးရှင်နေနှလုံးထဲမှာအေးချမ်းသွားပြီဟုတ်ပြီမေတ္တာနဲ့လှုပ်လို့အောင်မြင်သွားပြီဆိုရင်အောင်မြင်မှုတစ်ခုရတယ်သို့တော့ အမုန်းတရားဟာမေတ္တာနဲ့လှုပ်လို့မအောင်မြင်ဘူးဆိုရင်နောက်ဒီလန်းတစ်ခုတုံးချအောင်မေတ္တာထားလို့မရဘူးဆိုလို့ရှိရင်သူ့ပေါ်မှာအကျဉ်းနာကရုဏာထားလိုက်ပါဘယ်လိုအကျဉ်းနာတရားထားရမလဲလို့ဆိုရင်ဒီလူဟာအခုလိုလူ့ဝရောက်နေပြီမဲ့တို့သူ့ရဲ့စိတ်နေသဘောထားတွေရတည်သွားတာနဲ့အပင်ငယ်ရောက်မဲ့လူပဲ သနာစရာတရဝပဲငါသူ့ကိုတုံ့ပြန်ပြီးဒုက္ခပေးစရာမလိုဘူးသူ့ဟာသူ့ဒုက္ခရောက်မှလူဖြစ်တယ်အတော်သနာစရာကောင်းတဲ့တရဝပဲလို့ကရုဏာထားလိုက်ပါတဲ့အဲ့တော့ကရုဏာထားရင်ရှင်တဲ့ကအမုန်းတရားဟာပြောင်းပါနိုင်တယ်စမ်းကြည့်ရမှာတော့ဒါတရားအိမ်ပြန်တဲ့အခါမှာလက်တွေ့အုံချအိမ်ပြန်တဲ့အခါမှာလက်တွေ့အုံချ လူတွေကမေတ္တာပွားဖို့ခက်ပေမဲ့လို့ကရုဏာထားဖို့ကြတော့ကိုကအပေါ်စည်းယူတဲ့သဘောဖြစ်တယ်နော်အပေါ်စည်းယူပဲယူတဲ့သဘောဖြစ်သည့်အတွက်ကြောင့်တဏှာထိုက်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့တဏှာပေးလိုက်ပါလို့ဆိုလိုတယ်ပေါ့အဲဒီလိုတဏှာချင်တဲ့စိတ်တွေဖြစ်ပေါ်လာလို့ရှိရင်လည်းပဲအမုန်းတရားဟာပျောက်သွားနိုင်တယ်အဲဒီလိုမှမပျောက်ဘူးဆိုလို့ရှိရင်နောက်တနေ့ကဥပ္ပခါထားလိုက်ပါ ပိ္ခာလို့ဆိုတာဟာဘာလဲဆိုလို့ရှင်ချက်ချင်းမုံချင်းကင်းပြီးတော့ကိုယ်နဲ့မတိတဲ့ပုဂ္ဂိုလ်သဘောမျိုးเนาะတကူတော့ငါနဲ့တိတာမှမဟုတ်ပဲကိုယ်ဘွားတော့လည်းငါနဲ့တိတာမှမဟုတ်ပဲအခုမှတွေးကြတာပဲသူဘာသူဘာပြောပြောသူနဲ့ငါနဲ့တိတာမှမဟုတ်ပဲဆိုတဲ့ဥပိ္ခာနဲ့ထားလိုက် ချက်ချင်းမုံကြီးကင်းတဲ့ဥပိ္ပခာနဲ့နေလိုက်တယ်။အဲ့လိုနေလိုက်လို့ရှိရင်ရင်ထဲကဘုံတရားပြောက်သွားတယ်။အဲ့ဒါနဲ့မပြောက်ဘူးဆိုလို့ရှိရင်ဘာလို့อ่ะအတ္တိအပတ္တိကာရတဲ့၄နံပါတ်ဤစနစ်ကိုမြတ်စွာဘုရားမေ့ပြလိုက်ပါကိုယ်ဆဲထားတာမေ့လိုက်မေ့နေရင်တော့ခေါင်းထဲမှာရောက်လာမှာမဟုတ်ခေါင်းထဲရောက်မှာဒေါသထွက်တာဟုတ်နော် ဖေရပဲဖြစ်ဖြစ်တတိယတဲ့အခါမှာဒေါသဖြစ်တာအဲ့တော့ခေါင်းထဲမှာမထားနဲ့မေးပြလိုက်ဘယ်တော့မှစိတ်ထဲမရောက်စေနဲ့ဒီအကြောင်းရောလုံးဝလုံးဝမေးထားလိုက်အဲတချို့ကိစ္စကြတော့မေးလို့ကိုမရဘူးဆိုတာတွေရှိသေးတယ်လာသေးတာနော်မေ့လို့ကိုမရဘူးမမေ့နိုင်တဲ့အဖြစ်ပြက်တစ်ခုဆိုလို့ရှိရင်မလုပ်အောင်လဲနောက်ဆုံးလက်နက်ကမလုပ်အောင်လဲဆိုရင် ်တရဝတခုကံတခုဖြစ်သည့်အတွက်ကြောင့်သူလဲသူကံနဲ့သူသွားမှာငါလဲငါကံနဲ့ငါသွားမှာတို့ရံဖြစ်နေလို့ဘာချိုးရှိမှလဲငါလဲကောင်းတာလို့ရင်ကောင်းတဲ့ဘုံရောက်မှာမကောင်းတာလို့ရင်မကောင်းတဲ့ဘုံရောက်မှာသူလဲသူကံအတိုင်းသွားမှာပဲငါလဲငါကံအတိုင်းသွားမှာပဲဆိုပြီးကံတရားကိုဆင်ញင်လိုက်ပါ ကမ္မတကတတ္တသရဝါရီဆိုတာဒုက္ခနဲ့သူဖြစ်ကြတာမုံနေလို့လဲအပိုပဲရံဖြစ်နေလို့လဲအပိုပဲတို့အဲ့ဒီလိုဆင်းရဲသုံးသပ်လိုက်လို့ရှိရင်ပျောက်သွားပါလိမ့်မယ်တို့။ဟောမြတ်စွာဘုရားကပေးတဲ့ဤလန်ငါးသွဲအာဂတပတိဝိနည်းယသုံးပါမြတ်စွာဘုရားပေးတဲ့ဤလန်ငါးသွဲနော်။အဲ့ဒီဤလန်ငါးသွဲကိုအသုံးချပြီးတော့ရှင်တွေကအမုံတရားကိုဖယ်ရှားပြရမယ်။ ဲ့ဒါလို့ယင်းတဲ့ကအမုန်းတရားတွေကိုဖယ်ရှားပြစ်နိုင်ပြီဆိုမှကလေသာခြေလိုတဲ့ယံလိုတဲ့စိတ်တွေဟာပျောက်ကင်းသွားမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှင်လူဟာမကျေနိုင်မချနိုင်တဲ့ကလေသာခြေဖို့စဉ်းစားသူတစ်ချက်ခေါက်ကိုကတစ်ချက်ခေါက်ကိုကတစ်ချက်ခေါက်သူကလေးချက်ခေါက်နဲ့အတုပ်အပြန်နေနဲ့အမုန်းတန်တရား ကလေးစားချေတဲ့တမယာကြီးကဘယ်တော့မှပြတ်မှာမဟုတ်တော့ဘူး။ဒါကြောင့်မို့အဲ့ဒီလိုလောင်းနေတဲ့မိဟာသူ့လောင်းကိုလောင်းကိုလည်းလောင်းသူ့လည်းလောင်းနှစ်ဦးစလုံးမိတောင်းလောင်းလိုက်တဲ့အခါကျဘသူမှအကျိုးအမြတ်ရမှာမဟုတ်ဘူး။အကယ်၍တိခဏ်ချင်းခွင်းလွှတ်လိုက်လို့ရှင်ကိုအတွက်လည်းအကျိုးရှိသွားတယ်သူ့အတွက်လည်းဆက်လက်ပြီးတော့ ထွာတာမေးတွေမလောင်တော့ဘူးနှစ်ဦးလုံးအတွက်ကျိုးရှိတယ်သူသူဆိုတယ်တိခံပေးခြင်းဟာကိုယ်အတွက်သာအကျိုးရှိတာလားသမုတ်သူ့အတွက်လည်းအကျိုးရှိပါတယ်ဒါကြောင့်မို့လို့နှစ်ယောက်စလုံးအတွက်ကုစားခြင်းကုစားတဲ့နေလမ်းပဲဖြစ်တယ်လို့ပြန်ဆိုပြတဲ့တော်တော်ဟောအေးလက်တွေ့ကျင့်သုံးရမယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုနိုင်ယူမှတ်သားကြဓမ္မပဒမှာအခုလို့ မြတ်စွာဘုရားဟာဓမ္မရတ္တပေါ်လွင်အောင်ခေါ်ပြောဆုံးမခဲ့တာကိုမိမိတို့ဖို့ဘဝသင်္ကန်းစာရယူပြီးနေရှင်ဘုရားမှာတို့တွေဟာဒီအဆုံးအမတရားကိုလက်တွေ့အကောင်အထည်ဖော်ပြီးတော့တို့ဘဝလမ်းကြောင်းဓမ္မလမ်းကြောင်းဖြောင်းတောင်းအောင်ကြိုးစားအထောက်ကြအမှဖြစ်တယ်ဓမ္မဗရဒေသနာမှလာတဲ့ နာဟိဝေရေနဝေရာနိသမန္တိရကုဒ္ဒသနာအဝေရေနသသမန္တိဧတဓမ္မောတဏ္ဍနောကလေသာချိနေခြင်းအဖြစ်အညုအတေအမုံတရားတွေဟာဘယ်တော့မှပြောက်မှာမဟုတ်ဘူးကလေသာမချိပဲနဲ့သီခံခြင်းခွင့်လွှတ်ခြင်းအကျင့်တရားထားခြင်းစတဲ့ဤတွေနဲ့သာတဲ့အမုံတရားဆိုတာအဆုံးသတ်ပါဖြစ်တယ်ဒီလိုဖြစ်ခြင်းဟာအလုံးကို စကလေးကပေါ်ပေါက်လာတဲ့ရှေးကြဆုံးအကျင့်တရားကြီးပဲဖြစ်တယ်လို့မြတ်စွာဘုရားကအခုလိုဆုံးမခေါ်ကြခဲ့တာဖြစ်ပါတယ်။တရားချက်ခင်သူတော်စင်ပြိဿပေါင်းလို့ဓမ္မပရဒေသနာမှဓမ္မရတနဲ့ဘဝသင်္ကန်းစပြားမှာဒီကနေ့နိုင်ယူမှတ်သားကြရတဲ့မြတ်စွာဘုရားရဲ့ဓမ္မပရဒေသနာရဲ့ဓမ္မရတဟာမိမိတို့ဘဝမှာအကောင်းဆုံးအကျိုးရှိမဲ့ အရာတိုင်းနာကျင့်သုံးခြင်းဖြင့်အမြတ်ဆုံးနိဗ္ဗာန်ထီအောင်ရနိုင်တဲ့အချက်တရားဆိုတာကိုယုံကြည်စိတ်ချပြီးသင်္ကန်းစာယူကမိမိတို့ယင်တဲ့နှလုံးထဲမှာရှိကြတဲ့အမုန်းတရားများပျောက်ကင်းအောင်တို့ရတွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုစီကိုစီအတိတရားရှိပြီးကြင်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း